ော်တောက်သမီးလေးကိုကျွန်တော်အရင်ဖတ်ထားတာပေါ့နော်ကျွန်တော်လည်းဘာလို့လောက်အောင်မသိဘူးပဲအိမ်ကြီးကလည်းခါရတယ်ဆိုတော့ဘာလို့လောက်အောင်မသိရတယ်အဲ့တိုင်းပဲဖတ်ပြီးတော့ပဲဒီတိုင်းပဲမြင်နေရတာပေါ့နော်ကျွန်တော်ပရမောင်းဆုံးထိုးတဲ့အကူဆိုလဲဒါဟိုပုံရဲ့ဒီပေါ့နော်ကြာတင်တဲ့ငွေထက်ကိုပို့ပြီးပေးတဲ့ပြုံမှာရေးပြီးွားတော့ထပ်ပြီးတော့ပို့ပြီးတော့ထပ်ပို့ထပ်ဆောင်ပြီးတော့ထပ်လူပေးတာပေါ့နော်တကယ်ဝမ်းသာပါတယ်ဟုတ်ကဲ့ဟုတ် တသိန်းကြရဲဆိုရင်9000ပဲပေးရမယ်အဲ့9000ဆိုလဲကျွန်တော်အကုန်တရားရခိုင်နှုန်းအပြည့်ဒီကလူဟိုတတူ artist တွေအကုန်လုံးကလှူမှာဆိုတော့ဟုတ်အပိုပြီး PT ဖြစ်ရပါတယ်ခင်ဗျာဟုတ်ဒီလိုမိမိတို့လူချင်းတဲ့တတူပုံများကိုလာရောက်ရေးဆွဲနိုင်တယ်ဆိုတဲ့အကြောင်းသတင်းပေးခြင်းပါတယ်အဲကျွန်တော်လည်းဟိုကျွန်တော်တက်တဲ့ပညာလေးနဲ့တစ်ဖက်လမ်းနဲ့ပါဝင်ကူညီဖြစ်တာပါဟုတ်ကဲ့ဟုတ်ဒီနေ့တော့ဒါပဲတယောက်ဆုံးပြီးလဲဆိုတော့ အတယောက်တည်းပါတယောက်တည်းပါဟုတ်ကဲ့ဟောတကယ်ဝမ်းသာပါတယ်ဒီအခုကျွန်တော်ပရမောင်းဆုံးထိုးတဲ့အကိုဆိုလဲဒါဟိုပုံရဲ့ဒီပေါ့နော်ကြာတင်တဲ့ငွေထက်ကိုပို့ပြီးပေးတဲ့ပြုံမှာရေးပြီးွားတော့ထပ်ပြီးတော့ပို့ပြီးတော့ထပ်ပို့ထပ်ဆောင်ပြီးတော့ထပ်လူပေးတာပေါ့နော်တကယ်ဝမ်းသာပါတယ်ဟုတ်ကဲ့ဟုတ်ကျွန်တော်ဒီကန်တာမှာပေါ့နော်ကျွန်တော်ဒီငလီအင်တန်ခန်းစားရတဲ့ပြည်သူတွေအတွက်ကျွန်တော်ဒီတက်တူအာတစ်စ်တွေပေါင်းပြီးတော့ အဲဘယ်လိုပြောရမလဲပါဝင်တဲ့အလူပေါ့နော်ဟုတ်ကဲ့ဟုတ်သူတတူးရေးတာတော့ကြာပြီပေါ့ဒါပေမဲ့ကျွန်တော်ဈာမှာကျွန်တော်နားထားတာလည်းတော်တော်ကြာသွားပြီဗျာကြာသွားရဲ့ဟာမှာကျွန်တော်အခု အဲကျွန်တော်ဘလို့ပါဝင်လို့ရမလဲဆိုတော့ကျွန်တော်စဉ်းစားတော့ဒီခုမှတတူအကိုတွေတင်ထားတာတွေ့တော့ကျွန်တော်ပါဝင်ဖြစ်တာပါဟုတ်ဟုတ်ကြီးတာတော့ဒီကျွန်တော်တတူအရေးနာတာတော့တော်တော်ကြာပြီခင်ဗျဟုတ်ပုံမှန်တသိန်းလောက်ကြမယ်ဆိုတော့ပုံဒီမှာကျွန်တော်တို့ဒီမှာ90ရာခိုင်နှုန်းရှော့ပြီးတော့ကျွန်တော်တို့ကဒီဘက်ကနေရတယ်ပေါ့နော်ရတဲ့90ရာခိုင်နှုန်းတသိန်းကြတယ်ဆိုရင်9000ပဲပေးရမယ်အဲ9000ဆိုလဲကျွန်တော်အကုန်100ရာခိုင်နှုန်းအပြည့်ဒီကလူဟိုတတူ artist တွေအကုန်လုံးကလှူမှာဆိုတော့ဟုတ် အပိုပြီးပီတိဖြစ်ရပါတယ်ခင်ဗျာဟုတ်ခံစားရပါတယ်ခံစားရတော့တော့အကုန်ခံစားမြင်မြင်နေတွေ့နေရတဲ့အရာမှန်တမ်းအကုန်ခံစားရပါတယ်နော်ဟိုဟိုကလေးတွေတို့ဘာတို့နော်အဲ့လိုမျိုးတွေကျွန်တော်တွေ့ရတဲ့ခါမျိုးကြရင်တော့လို့ငိုငိုဘယ်လိုမျက်ရည်တွေဝဲတယ်ပေါ့ဗျာနော်မျက်ရည်မကြအောင်မနေထိန်းတာတော့နောက်ဆိုကျွန်တော်အဲ့ Facebook တော့တိတ်မပို့ဖြစ်တော့ဘူးအဲမြင်ရတွေ့ရတာလေဟိုလုံးဝလို့စိတ်မချမ်းသာဖြစ်လို့လေအဲကိုကဘာကူညီပေးရမလဲဆိုတာပဲလို့စိတ်ထဲမှာအဲ့လိုတွေးမိတယ်ပေါ့နော်အဲတောင်းတနေရတဲ့ပါဝင်ပါဝင်နိုင်ရင်တော့ကိုပါဝင်ပေးဖြစ်တယ်ပေါ့ဟုတ်အဲ့ တိတ်တော့မကြည့်ဖြစ်တော့တင်းနေရအရန်စိတ်မကောင်းဖြစ်ရလို့ပါဟုတ်အများကြီးစိတ်ထိခိုက်ရပါ तू ကလေးတွေမဟုတ်ပါဘူးလူကြီးတွေအားစပါအကုန်လုံးပါပဲကျွန်တော်တို့ဘယ်လိုဘယ်လိုပြောမလဲကိုသာသူ့နေရာမှာဆိုရဲဆိုရဲခံစားချက်လေးတခုဝင်ခံစားလိုက်တာပေါ့နော်အဲ့လိုမျိုးကိုသာဖြစ်မယ်ဆိုရင်ဟိုတချို့အရာတွေဆိုရင်ခံနိုင်မှာမဟုတ်ဘူးပေါ့နော်အဲတချို့ကလေးတွေဆိုရင်တော်တော်လေးဟိုခံနိုင်တဲ့ခံနိုင်ရှိတဲ့ကလေးတွေလည်းရှိရပေါ့နော်သူတို့ကိုသာဆိုရင်တော့အဲ့လောက်ထိခံနိုင်မှာမဟုတ်ဘူးအဲ့လိုမျိုးတကယ်လက်တွေ့ကြုံလာခဲ့ရင်ဟုတ် ိတ်တော့စိတ်မကောင်းတော့တော်တော်ဖြစ်ရတာပေါ့။ဒါဆိုမန္တလေးဆိုတာကျွန်တော်တို့ချက်ရတဲ့ဟိုမြို့ကြီးပေါ့နော်။ဘာဖြစ်ဆိုကျွန်တော်တို့ဒီ show ပဲတော်တော်များများမန္တလေးမှာပဲဆိုဖြစ်တာဆိုတော့အဲဟိုသူတို့စိတ်ကြီးခိုက်ဆိုကျွန်တော်လက်ထပ်သူစိတ်ကြီးခိုက်ရပါတယ်ဟုတ်ဝမ်းနေရပါတယ်။ဒါကြီးကတော့စိုးစိုးဝါးတော့ဖြစ်မယ်လို့တော့ထင်တာပဲဗျာဟုတ်။ဘာဖြစ်ဆိုမင်းပိုင်းလေးအတွင်းမှာပေါ့နော်။မင်းပိုင်းလေးအတွင်းမှာလျှက်တစ်ပြက်ဖြစ်သွားတာဆိုတော့အဲလောက်တဲ့ချိန်မှာလည်းကျွန်တော်တို့အိမ်မှာလေအိမ်မှာဆိုကျွန်တော်တို့အိမ်ကြီးရလည်းလို့လုံးဝခါရမ်းနေရခါကျတော့တစ်ခါမှလည်းမကြုံဘူးတော့ ဟိုကလေးလူကျွန်တော်ကျွန်တော်တမိကျွန်တော်ဖတ်ထားပြီးတော့ဘာလို့လို့ဘာကံမဲမသိရဲ့အနေထားဖြစ်သွားတာဆိုတော့ဟိုမိနစ်ပိုင်းလေးတွေမှာဖြစ်သွားတာဆိုတော့ဒါကြီးကဟိုကျွန်တော်တို့အတွက်ပထမဆုံးကြုံတွေ့ရတဲ့အရာကြီးပေါ့ခင်ဗျာဟုတ်တော်တော်ဆိုးပါဟုတ်ဟုတ်ဟိုတမိလေးပေါ့ဟုတ်ကျွန်တော်တို့တမိလေးကိုကျွန်တော်အရင်ဖတ်ထားတာပေါ့နော်ကျွန်တော်လည်းဘာလို့လို့အောင်မသိဘူးပဲအင်းကြီးကလည်းခါတာနေဆိုတော့ဘာလို့လို့အောင်မသိရတယ်အဲ့အတိုင်းပဲဖတ်ပြီးတော့ပဲဒီတိုင်းပဲနေနေရတာပေါ့နော်အဲပြီးကြမှပြန်ငင်သွားတော့မှဟိုပူဆိုးသွားတာတော့ကျွန်တော်ဟိုတခြားမျိုးတွေကပူဆိုးသွားတာပေါ့ဟုတ်ကဲ့ဟုတ်အားလုံးပဲယူဆိုင်ကြပါကျွန်တော်တို့ဟို ပုံပြန်ပြီးတော့အစင်ပြေသွားမှာပါလို့ကျွန်တော်တို့ပြောချင်ပါတယ်အားလုံးကျမ်းမာရေးရောဟိုအကုန်လုံးယူဆိုင်ရပါအစင်ပြေသွားမှာပါလို့ကျွန်တော်ပြောချင်ပါတယ်အကျွန်ညီကောင်မတွေလည်းကျွန်တော်တို့ငလင်တန်းခန်းစားရတဲ့ပြည်သူတွေအတွက်အဲကျွန်တော်တို့ဒီမှာကန္တာရမှာလာပြီးတော့ကျွန်တော်တို့ပအဝင်အားဖြည့်လို့ရပါတယ်ကျွန်တော်တို့လာကူပေးလို့ရပါတယ်အဲကျွန်တော်မနက်ဖြန်တည့်ရက်လဲဒီမှာကန္တာမှာရှိနေပါမယ်တတူးချစ်တဲ့ညီကောင်မတွေလာရောက်ဝန်းရံပေးလို့ရပါတယ်ဟုတ်ကဲ့ကျေးဇူးများကြီးပါတယ်ခင်ဗျာ